အလုံးမဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးမှာကတော့ဆရာတင့်တဲ့ရေးသားတဲ့ခါဆိုတဲ့ဝတ္ထုရဲ့အပိုင်း6ကိုဖတ်ပြပေးမှာဖြစ်ပါတယ်အလုံးမဲနားဆင်ပေးကြပါဦးခင်ဗျာ ခါအပိုင်း6ကျွန်တော်ဤသွေးတိုးဆန်းသောစကားကို ကြားရသောအခါ၌ကိုပုံညဤမျက်လုံးအိမ်သည်အနေငယ်ရှုံသွားသည်အောင်ထင်ရပြီလျင်ညက်ခွင်းအနေငယ်ကျင်းသွားသည်ဟုထင်လိုက်မိကျွန်တော်ဤမျက်နှာရိပ်ကိုဆူဆိုက်၍အကဲဖမ်းလိုက်ပုံကြပေသည်ခမောင်ဘယ်တော့ဒီကိုရောက်တယ်လဲကိုပုံညသည် ကျွန်တော်ကို စစ်စစ်ကြည့်မြဲကြည့်ကမေးလိုက်ပြန်၏ တိတ်မကြသေးဘူးခုမွန်းလွဲလောက်ကပဲဟောဒီကနေ့ရောက်တာကိုဒါဖြင့်ခမရမမထားနဲ့မတွေ့ရသေးဘူးပေါ့သူစကားများသည်အလကားစကားများဖြစ်အကယ်၍သာမမထားနဲ့ကျွန်တော်တွေ့ရသည်ဆိုလျင်သူလိုဒစိမ့်တရံဆန်ထန်လာ၍အချိန်ကုန်ခံကအကိုဒီဟာအိိဆာရောက်ပုံကိုအကြီးလှုပ်၍တစ်ခုတ်တရမေးရန်မလို့ မမထားနဲ့မတွေ့ရသဖြင့်သာယခုလိုမေးမြန်းနေရခြင်းဖြစ်ကြောင်းကိုသူ့လိုပါနေသူတူကတည်တင်ပါလျက်နဲ့မတည်ရန်ဆောင်ကမေးမြန်းနေခြင်းမှာကျွန်တော်စီမစကားတစ်ခုခုမရမချင်းသူကလည်းစကားမပေးခြင်းသဖြင့်တမင်စကားအပေးယူမလုပ်ဘဲရှောင်လွှဲနေခြင်းဖြစ်ဒီကို ကျွန်တော်နားလေလာရ၏။ဘာကြောင့်ကိုပုံညသည်ဤမြသူ့စကားကိုထိန်း၍နေသည်နည်း ူတွင်၎င်းသူနှင့်မမထားတို့တွင်၎င်း အကိုတီဟာတရားသည့်ကိစ္စနှင့်ပတ်သက်၍လျှို့ဝှက်စရာအခုခုရှိနေပြီလားထိုအတွေ့တော်သည်ကျွန်တော်ယင်ထဲ၌ပူလောလောကြီးဘွားကနေဖြစ်ပေါ်လာသည်တွင် ကျွန်တော်၏မတင်ကစိတ်အဆိုင်ခဲမှလည်းတင်းငယ်ရာက တဖြည်းဖြည်းကြီးမား၍လာခဲ့ကြတော်သည်ဟုတ်တယ်အကိုတီဟရဲ့မိမနဲ့မတွေ့ရသေးဘူး ဝီလာတာဆိုင်ရင်ကအဖိုးကြီးရဲ့ပြောကတော့ဇာပနာပြီးလို့နောက်တစ်နေ့မှာပဲမမထားဟာဒီမျိုးကထွက်သွားတယ်လို့ပြောတာပဲကျွန်တော်ပြောလိုက်သည်တွင်ကိုပုံညသည်ခိတစဉ်းစားနေပြီကမှဝီလာတာကိုခေါ်သွားတာတော့မှန်ပါတယ်ဒါပေမဲ့ကန်တာရဲ့ဝတီကထွက်သွားတာတော့မဟုတ်ဘူးဟုတ်ပြောလိုက်သူစကားတစ်လုံးကအဆရပေပြီ မြို့ကမခွာသေးလျင် မမထားကိုလိုက်ရှာ၍အကိုတီဟာဒေဘုံကိုဂါကနာနာစုံစမ်းရပေမည်။ဒါဖြင့်မမထားဟာခုတည်းထိမြို့ပေါ်မှာရှိသေးတာပေါ့။ကျွန်တော်ကမွေကုံခါလေကဒုံနဲ့ထောက်တလို့သူ့စကားကိုနင်း၍စကားတစ်ချက်ထောက်လိုက်သေး၌ကိုပုံညသည်စက္ကနေဖြစ်သွား၏။ပြီးမှချက်ချင်းညနေထားကြောက်ရွံ့လို့ဖြစ်သွားကား ရှိတော့ဘူးခုတော့ထွက်သွားပြီသူ့ကိစ္စလေးတွေတုတ်တိတုတ်ပြလုပ်ပြီးသွားတော့တာပဲမနေ့တနေ့ကဆိုကြပါစို့ဝိလာတာကိုတောင်းငားရင်လဲငားဖို့တနိုင်ရင်ရောင်းပြဖို့တောင်းစီစဉ်သွားတယ်ဟုအတန်မမှန်တီတီနဲ့ပြောနေသူစကားအတန်မမတိတ်မတာနိုင်လာသည်ကျွန်တော်တည်ကျင်နေသောမမထားဤတရင်ကိုမပေးမိအောင်စူးစမ်းဖုံးကွယ်နေပုံကြသည် ဒါဖြင့်အခုသူဘမှာလဲကျွန်တော်ကခမမာပင်ပြန်၍မေးမိကျွန်တော်လည်းမတည်ဘူးသူလောလောဆယ်ကိစ္စလေးတွေပြီးလဲပြီးရောကဏ္ဍရဝတီကထွက်သွားတာပဲဘယ်လိုသွားမယ်ဘာတွေလုပ်မယ်ဆိုတာတော့ကျွန်တော်မသိဘူးသူ့ရှေ့ရေးအတွက်ဘယ်လိုပဲပုံဆိုတာကို သူဆုံးဖြတ်ပြီးမှကျွန်တော်စီကို စာရေးလိုက်မယ်လို့မှားသွားတာပဲကိုပုံညသည် ဘူးတလုံးဆောင်အိုအောင်မစင်ရဲ့ဟူသောကိန်းကို ချိုးနေသည်ဟု ကျွန်တော်ထင်လာရပြန်၏မမထားသည်ယနေ့သို့မဟုတ်မနေ့ကပင်လျှင်ကိုပုံညာ၏အိမ်ဤအခန်းထဲ၌ရှိကောင်းရှိနေခဲ့လိမ့်မည်ဟု၎င်းကျွန်တော်ယနာမကင်းဖြစ်နေခြင်း ဖြစ်လာရ၏ကိုပုံညာကသူသည်သည်မကိုမပြောဘဲသူပြောသည်မထက် ပို၍တည်နေသောသူဖြစ်ကြောင်းကကျွန်တော်အဖို့၌ထင်ရှားတဲ့ထင်ရှားလာနေ၏ ထို့ကြောင့်ကိုပုံညအားပုံမွေ၍သင်္ကာယနာပြင်းပြလာက စိတ်ကိုမထိန်နိုင်တော့ပဲ။ဒါဖြင့်လည်းရှိစေတော့ခမင်းသိစေချင်တာကတော့တခြားမဟုတ်ဘူး။ကျွန်တော်ကိုအနှိမ့်ဆရောက်တယ်ဆိုတဲ့သတင်းဟာကျွန်တော်ဖို့မှာတကယ်အမင်္ဂလာသတင်းဆိုကြီးမို့ကျွန်တော်ဘလောက်တုံ့လှုပ်သွားရတယ်ဆိုတာအထူးပြောဖို့လိုမယ်မထင်ဘူး။ကျွန်တော်ဖို့မှာအသေးခွဲရတဲ့သတင်းပဲ။အဲ့ဒီလောက်ကြီးကျယ်တဲ့သတင်းကိုမမထားစီရမကြားရပဲ။ ီကိုရောက်မှအစေခံတွေရဲ့ပါဇက်ကကြားရမှသာသိရတော့တယ်။အကိုတီဟတေတာခုနှစ်ရက်ရှိပြီ။ဘာဖြစ်လို့ကျွန်တော်ကိုအကြောင်းမကြားတာလဲ။အဲ့ဒါကနောက်ပိုင်းကြာသေးတယ်။ထားပါတော့။အကိုတီဟဘာဖြစ်တယ်၊ဘလို့ဖြစ်တယ်ဆိုတာလဲကျွန်တော်စီကိုမမထားကလေတမ်းမှမရှိဘူး။စာတကြောင်းမပုတ်ဘူး။အဲ့ဒါကဘာသဘောလဲ။အကိုတရားစပြီးတော့ယောဂဝင်လာကလေးကကျွန်တော်စီကိုအကြောင်းကြားဖို့တင်းလျက်သားနဲ့ဘာကြောင့်အကြောင်းမကြားသလဲ။ ကျွန်တော်ဟာအကိုတီဟာနဲ့သွေးအနီးဆုံးဆွေမျိုးမဟုတ်လား။ဟုခက်ပြောင်ပြောင်ပင်ဖွင့်ချရေးမေးလိုက်၏။သို့တော်ကိုပုံညသည် အင်ဒီတွေပြည့်၍မသွားပဲကျွန်တော်မျက်နှာပေါ်တွင်သာဆူရှသော သူ့မျက်လုံးများကိုဆူဆိုင်ထားမြဲထားပေးလျင်ဦးတီဟာအနှိမ့်ဆော့ရောက်တာကရုတ်တရက်ကြီးမှုကျွန်တော်တို့အားလုံးမှလည်းခေါင်းမီးတောက်ကြရတယ်။ပြီးတော့ဦးတီဟာယောဂဝင်လာတဲ့ချိန်မှဆိုရင် ကျွန်တော်တို့က အပိုင်ကလောက်ပဲထင်ခဲ့ကြတယ်။အခုလောက်ထိဖြစ်သွားလိမ့်မယ်လို့မထင်ခဲ့ဘူး။ပြည်မကနေပြီးဒီကိုလာကြတဲ့လူတွေဟာဥတီဟာလိုပဲအပြားဝင်ကြတာတွေတွေ့ပူးပေါင်းများတော့ခပ်ပေါ့ပေါ့ပဲထင်ခဲ့ကြတယ်။ခေါင်းကိုက်ကြီးဆွဲလာပြန်တော့လဲရိုးရိုးပဲထင်ခဲ့ကြတာကိုခမရဲ့မမထားအဲဥတီဟာရဲ့ဇနီးဟာဥတီဟာအတွက်တော်တော်ကြီးစိုးရင်ရှာပါတယ်။ဆရာဝန်ဆိုတာရေလဲနဲ့ခေါ်တော့တာပါပဲ။ ဒါပေမဲ့ခမ ्या ကိုကအတော်ကုရခတ်တယ်။စိတ်တိုက်လည်းမတော့စိတ်ထိုးလည်းမခံဘယ်လိုလုပ်ပြီးကုမလို့။ဟုပြောလိုက်။ဘာပဲဖြစ်ဖြစ်ခမ ्या တို့ကျွန်တော်ကိုချက်ချင်းကြောင်းကြဖို့တော့တင့်နေမဟုတ်လား။ကျွန်တော်ကစိတ်ခက်ချင်းချင်းနဲ့ဈာဝင်၍ဖောက်လိုက်။တို့ရတွင် ကိုပုံညကအင်ဒီရီမပြတ်ပေ။သူ့ကြောက်ရွံ့မျက်နှာနှင်ပင်စကားဆက်၏။ဒီလိုပါလေ။ စတော့ခမရထက်အသက်ကြီးတဲ့အပြင် ခမရမမထားရဲ့စိတ်နေစိတ်ထားကိုလည်းပိုးပြီးသိလေတော့ရှင်းပြရအောင်မယ်။သူဟာသူ့ခမုံရဲ့ဝေဒနာဟာတဖြည်းဖြည်းတက်တာသွားလိမ့်မယ်လို့ထင်ခဲ့တယ်။ဒါကြောင့်သူတယောက်တည်းကြိတ်ပြီးသိခံပြုစုခဲ့တယ်။ဝေဒနာတဲ့ပြီလာကမှကျွန်တော်ကိုကူညီတောင်းတယ်။ခမရရဲ့မမထားဟာစိတ်အင်မတန်ခိုင်နေ။သူ့ခမုံကိုသူမရရအောင်ကုမယ်ဆိုတဲ့စိတ်ရှိတယ်။ ခမရဲ့မမထားဟာသူအင်ပတန်ချစ်တဲ့သူခင်မုံကိုတေမင်းနဲ့အနိုင်ထက်စစ်ခင်းမိနေရလို့တတိလစ်ပြီးခမရစီကိုအကြောင်းမကြားမိတာလည်းဖြစ်ချင်ဖြစ်မယ်ပြီးတော့လဲစေဝါကုသနေတော့မှာတကယ်လို့တက်တာလာမယ်ဆိုရင်ခမရအလကားတက်တဲ့စိတ်တော့ကရောက်နေရမှာကိုလည်းစိုးရင်လို့အကြောင်းမကြားတာလည်းဖြစ်နိုင်တယ်ဒီစကားများကိုကြားရတော့ခါနိုင်စိတ်မရှိနိုင်တော့အောင်ဖြစ်သွားရ၏သူပေသောစင်ချိန်များမှာ လုံလောက်သော စင်ကြယ်များမဟုတ်ပေထို့ကြောင့်ကိုနှုတ်ကို ကိုမထိန်နိုင်မီပင်ဘာဖြစ်လို့စိတ်တော့ကမရောက်ဖဲနေနိုင်မတုံးကျွန်တော်စိတ်တော့ကအယောက်ကြီးရောက်ရတယ်ရောက်ရလို့ပဲခုခန္ဓာရဝတီကို ချက်ချင်းလိုက်လာခဲ့တာဘာဖြစ်လို့လိုက်လာသလဲသိရလားဟင်ကြည်ဟောဒီမှာဟောဒီစာတွေအကိုတီဟစီရကျွန်တော်ရတယ်ဒါကြောင့်လိုက်လာရတာသိလားဟိုသောတာတန်ပြင်းပြင်းနဲ့ပြောရင်ကျွန်တော်အိတ်ထဲနိုင် ါ၍လာသောအကိုတီဟာ၏နောက်ဆုံးစာနှဆောင်ကိုထုတ်၍ဇပွဲပေါ်ကို ဖြတ်ကျော်ကာကိုပုံညာ၏လက်သို့ကံပေးလိုက်။ဤသို့အကိုတီဟာ၏စာများကို ထုတ်ပြလိုက်ခြင်းမှာကျွန်တော်၏အဖို့၌စွန်စားရဲတင်းလာသောခြေလမ်းပင်ဖြစ်သည်။လယ်ဦးကကိုပုံညာထံမှစကားအပီသူလိန်ပြောနေကြောင်း ထင်ရှားသောအခါမှအကိုတီဟာ၏စာတွေကို ထုတ်ပြပြီးသူစကားအမှားယွင်းကို အလစ်တွင်ဖမ်းလိုက်ရန်ဖြစ်၏သူလိန်သမျှကိုစာနှဆောင်တည်းဟူသော သူမတိသေးသည့်လက်နှက်ဖြင့်ခွင်းဖြက်ပြရန်ဖြစ်၏တို့ရတွင် မောင်အောင်၏နိုင်တော်အောင်ဖြစ်လာ၍စာများကိုထုတ်ပြကာပြောလိုက်မိခြင်းဖြစ်တော်သည်ကြာရှည်တိခံ၍သူစကားအကြားတွင် အမားရှာဖွေမနေခြင်းတော်ပေကိုပုံညသည် စာနှဆောင်ကို အသေးချဖတ်လိုက်၏ သူမျက်နှာထားမှာကစိုးစင်းမြပင်မပြောင်းလဲခြင်းပြီးလျင်ခက်တီတီပင်ကျွန်တော်လက်သူစာများကို ပြန်ရွေပြီးလျင်အေးဟုတ်ပါပြီခမရမမထားဟာဒီစာမျိုးတွေဥတီဟာက ခမရစီရေးလိမ့်မယ်လို့ထင်းတဲ့အတိုင်းဖြစ်လာတာပဲလက်ဦးတော့ကတော့ဆံဝန်တွေကလည်းခက်ပေါပေါပါပဲအေးဥတီဟာနှိမ့်ဆမရောက်ခင်တပတ်နှစ်ပတ်အတွင်းမှာစိတ်ဟာမူမမှန်တော့ဘူး ဘာမဆိုလျှို့ဝှက်လာတယ်။အပြောအဆိုအနေတိုင်းမူပြက်လာတယ်။အဲ့ဒီတော့ကဆရာဝန်တွေကခမရဲ့မမထားကိုတတိအများကြီးပေးခဲ့ကြတယ်။ဟူပြောလိုက်။ကျွန်တော်ကမူကိုပုံညာခက်တီတီပင်အိန္ဒြေမပြက်နေနိုင်သေးသည်ကိုပို၍မချစ်မရဲဖြစ်မိရင်ဘာလို့တတိပေးကြတာလဲပြောစမ်းပါအောင်ဗျာပြောစမ်းပါအောင်။ဟူခံကောင်းကောလေတန်းဖြင့်မင်းနေမိ။ တို့ကကိုပုံညာကအတန်မှန်ဖြစ်ပဲသတိပေးတာကချားမဟုတ်ဘူးခမရကိုရဲ့အုံနောက်ထဲမှာအကျိတ်တစ်ခုထွက်ပြီးတဖြည်းဖြည်းကြီးလာတဲ့အကြောင်းပဲဒီယောဂါမျိုးဖြစ်တဲ့လက္ခဏာတွေဟာခမရကိုမှာအားလုံးပေါ်နေတယ်ဟုဖြေလိုက်၏ကျွန်တော်တွင်ရှင်တဲ၌ဟာကနေဖြစ်သွားရ၏ဦးကြီးခမ်းမွန်ပြောလိုက်သောစကားများသည်မှန်ကန်၍နေလေပြီလောအကိုတရား၏ဖခင်သည် ဤကဲ့သို့သော အုံနောက်ကိုအကျိဖိသည့်ယောဂါဖြင့်ယူတုခာနောက်ဆုံး၌ကြွယ်လွန်ခဲ့ရသည်ထိုယောဂါမျိုးသည်တသင်မြေဆက်တွေ့ရင်တရင်တို့တွင် ပါတက်လျက်အကိုတရားသည်လဲသူဖခင်ကဲ့သို့စိတ်မူမမှန်သော ဝေဒနာကို ခံစားရကမူမမှန်သော စိတ်ဖြင့်ကျွန်တော်ထံသို့နောက်ဆုံးစာနှဆောင်ကိုဈေးလေတလုံးစသဖြင့်ကျွန်တော်ငိုင်၍တွေးတော်နေမိ၏ တို့တိုင်အောင် ရှင်နေကိုပုံညသည် ကျွန်တော်၏မျက်လုံးများကိုမျက်တောင်မခန့်ဆူဆိုက်၍ကြည်ကားအကဲဖန်းကြီးဖန်းနေသူအမူအရာသည်ဤသည့်အတိတ်ဘယ်ကို ဆောင်းလေသည်နည်းဟု ကျွန်တော်တန်တရားပွားမိပြန်သည်ဒါဖြင့်ကိုတီဟတေးရတာဟာအုံနောက်မှာအကျိတ်ထွက်တဲ့ဝေဒနာကြောင့်တေးရတယ်လို့ခမရဆိုလိုတာပေါ့ဟုတ်လားကျွန်တော်ကဒေါသမကင်းသောတန်နှင့် ခက်ကြကြမေးမိ။ဤတွင်ကိုပုံညသည်ကျွန်တော်၏အတန်ကျေလောင်းလာပုံကိုတဲပြီးဒေါသထွက်လွယ်တဲ့ကောင်းလေးဟူသော ရှုံချသည့်အကြည့်မျိုးဖြင့်ကြည့်လိုက်ပြီးတည်ကြပါရဲ့ကိုဗနာဥတီဟာကိုကုသတဲ့ဆရာဝန်နှစ်ယောက်စလုံးမြို့ပေါ်မှာရှိပါတယ်ခေါ်ပြီးမေးချင်ရင်ကျွန်တော်ကားကိုအခုလွှတ်ပြီးခေါ်ပေးပါမယ်မေးလိုပါသလားဟုတ်ဆိုနေကျွန်တော်ဖို့တွင်က သူခေါ်ပေးမိဆိုသည့်ဆရာဝန်များကို မေးရမည်အရေးမှာငါမယုံငါမရမေးဟုသောကိမျိုးထက်သူမြည်မဟုတ်ဟု ယူဆထားသဖြင့်မလိုပါဘူးမေးရင်လည်းမထူပါဘူးအခြားတက်သေးတာခိုင်မှကြဖို့လိုပါတယ်ဟုခက်ဆောင်ဆောင်ပင်ချိန်၍ပြောလိုက်မိလေသည်ကိုပုံညလည်းကျွန်တော်ဟာအမြင်ကက်သည့်မျက်နှာထားမျိုးနှင့်ကြည်ကားသူစပွဲမှအန်ဇွဲတစ်ခုကိုတော့ဖွင့်ဆွဲထုတ်လိုက်ပြီးနောက် ဖိုင်တွဲတစ်ခုအတွင်မှစာရွက်တစ်ရွက်ကိုထုတ်လိုက်။ဟောရဟာစေယုံကြီးကခွဲစိတ်ကုသတဲ့ဆရာဝန်ကြီးရဲ့ဥတီဟာကိုကုသတဲ့ဆရာဝန်နှစ်ဦးရဲ့အလုံးသူ့အလောင်းကိုခွဲစိတ်ကြည့်ပြီးမှလက်မှတ်ထိုးကြတဲ့တသက်ခံလက်မှတ်ပဲ။အလုံးမိတ္တူ သုံးဆောင်ရတယ်။ဒဇောင်ကခမားရှိရာနိုင်သာမျိုးကို ပို့လိုက်တယ်။ဒဇောင်ကတော့ခမားရဲ့အကိုဥတီဟာရဲ့အမွေစာချုပ်ကိုထိန်ရတဲ့ဥက္ကမွန်စီကိုပို့လိုက်တယ်။ ခမဒီရက်အတွင်းမှာဒီယိုလာတာဆိုတော့ခမနဲ့လမ်းမှာလွဲနေပေးလိမ့်မယ်။ဤသို့ပြောပြီးလျင် ကိုပုံညသည်ကျွန်တော်အားစာရွက်ကိုလှမ်းပေးလိုက်။စာရွက်ကိုကျွန်တော်ကကြည်ယုံသာကြည်ဖတ်ခြင်းစိတ်မရှိ၍မဖတ်ပေး။ဖတ်လျင်လည်းသူပြောသည့်အတိုင်းသာတွေ့ရမည်။ပြီးမှသူစကားတစ်လုံးကိုတတိယကဒီစမအောင်ခမ ကျွန်တော်ကိုရဲ့အမွေစာချုပ်ကိုဦးခမ်းမွန်ကတင်ထားရကြောင်းဘယ်နဲ့လုပ်ပြီးသိရတာလဲဟုတ်မေးလိုက်မိရာကိုပုံညာကစစ်အနိုင်ရသူကဲ့သို့ခပြုံပြုံလှုပ်လာပြီးဒီလိုလေခမရကိုဥတီဟာမှာသူ့အမွေစာချုပ်မိတူတစောင်းပါလာတယ်အဲ့ဒီစာချုပ်ကိုကျွန်တော်ဖတ်ခဲ့ဘူးပေါင်းများလာပေါ့ဗျာဟုတ်ဆိုရင်ကျွန်တော်မှာအကိုတရားဤကိုရေးဖြစ်သော အမွေစာချုပ်ကို ကိုပုံညာကဖတ်ရသည်ဟု ဆိုသည်ကိုမယုံကြည်နိုင်လောက်အောင်ဖြစ်သွားရင်။ဘာပြောလဲ။ခမဘယ်နဲ့ဖတ်ရတာလဲ။ဟုမေးလိုက်မိပြန်သည်၌ကိုပုံညာသည်အပြုံးရက်ပြစ်လိုက်ပြီးနောက်ဒီလိုလေ။သူနဲ့ထိတ်တင်ထားနေရုံးတက်ပြီးလက်ထက်ကြပြီးတဲ့နောက်မှာသူ့အမွေကိစ္စနဲ့ပတ်သက်ပြီးအရှုပ်အရှင်းမရှိရလေအောင် သူကပဲကျွန်တော်ကို သူ့အမွေစာချုပ်ကို မိတူကူပြီးအပ်တယ်။ ကျွန်တော်က ထိတ်တင်ထားရဲ့အာနာလွှဲပြီးသားဥပဒေဝင်ကိုယ်စားလှယ်ကိုခမည်းတော်ထိတ်တင်ထားနဲ့နောက်ခါမှာအရှုပ်အရှင်းမရှိအောင်ဆိုပြီးကျွန်တော်လက်ကိုအပ်တယ်။ရုံးမှလည်းမှတ်ပုံတင်လိုက်တယ်။ဟုပြော၏။ဒါဖြင့်သူ့အမွေဟာဘလို့ဖြစ်တယ်လဲ။ကိုပုံညသည်ညက်တောင်တစ်ချက်ခတ်လိုက်ပြီးနောက်ဥတီဟာပိုင်းနဲ့ပစ္စည်းအလုံးဟာခမည်းတော်ကိုတစ်ခုမကြံပေးထားပစ်ခဲ့တာပါပဲ။ ဒါပေမဲ့အခုတော့ခမရမရသေးဘူးအသက်25နှစ်ပြည့်မှခမရအုတ်ထင်းသူအဖြစ် စာချုပ်ထဲမှာတတ်မှတ်ခဲ့တဲ့ဥက္ကမ်မွန်ကခမရကိုလွှဲပေးရလိမ့်မယ်ဟုတ်ပြောပြန်၏အကိုတီဟာ၏ပစ္စည်းအလုံးကိုကျွန်တော်တဦးတည်းကအမွေခံလိုက်ရသည်ဟုသော စကားကိုကြားရသည်၌ကျွန်တော်တွင်အန်အားကြီးတင်၍တော်ရ၏ကျွန်တော်စိတ်ထင်တွင်မူသူဇနီးကို အချို့ဝက်ခွဲပေးခဲ့လိမ့်မည်ဟုထင်၍ထားခဲ့ပေသည်ညီတို့ပင်ဖြစ်စေ ကျွန်တော်၏အဖို့၌လောလောဆယ်တွင် အမွေကိစ္စကအရေးမကြီးလာသည်အရေးကြီးသည်မှာကအကိုတီဟဘာယောဂါဖြစ်သည်ဘာကြောင့်တေရသည်ဘယ်ပုံတေရသည်ကိုသာအစ်စ်အမှန်တိုင်းသိနိုင်ရန်အရေးဖြစ်လေသည်ထို့ကြောင့်အလျှော့မပေးသေးပဲကောင်းမှစွာဖြင့်ပင်အကိုတီဟ၏စာများကိုလှုပ်ပြရင်း ဟောဒီစာနှဆောင်ဟာကျွန်တော်ယူဆမှာတော့ယောဂဖြစ်နေတဲ့လူတယောက်ရေးတဲ့စာမျိုးမဖြစ်နိုင်ဘူးဒီစာဟာသူ့မယုံကြည်နိုင်တဲ့သူတွေသူ့ရန်သူတွေဝိုင်းနေလို့အကူအထားနဲ့ရေးလိုက်တဲ့စာတွေသာဖြစ်ရမယ်အဲ့ဒါခင်ဗျားဘယ်လိုဆိုမလဲဟိုတော့ကြမှထွက်တော့အန်ကျိတ်တန်နဲ့ပြောလိုက်ရာကိုပုံညတွင်ဘာမှပြန်မပြောသေးပဲအတန်ကြာကျွန်တော်ကိုဆူဆူဝါးဝါးကြီးကြည့်နေပြီးကမှ လီစာရီဟာကိုခန္ဓာသာမကစိတ်သက်ပါယောဂရနေတဲ့လူတစ်ယောက်ရေးလိုက်တဲ့စာရီးဆိုတာယုံမှာခမရတော့ဥတီဟာရဲ့နောက်ဆုံးမသိမီခြေနေကိုကိုရိမကြုံလိုက်ရဘူးကျွန်တော်ကကြုံလိုက်ရတယ်ခရမ်းရိုက်နဲ့ဒေဒိုကြီးပြောရမယ်ဆိုရင်ဥတီဟာနောက်ဆုံးခြေနေမှာကိုအဝင်နဲ့ကိုဝမ်းကိုတောင်ကိုမထိန်နိုင်အောင်ဖြစ်ရတယ်အားတော့နာပါရဲ့ဗျာပြောရတာခမရမမထားဟာ အင်မတန်စိတ်သက်ကြီးရင်လို့သာအနာကပ်ပြီးကွေလွန်တဲ့အထိနေမေညမေပြုစုနိုင်ကြတာပဲတခြားမိမများသားဆိုရင် အနာတီဖို့ဝေလာဝေးပြတော့ပါပဲတယ်ခမမမထားလို့မိမမျိုးဟာသမင်းတုံနဲ့လိုက်ပြီးရှာတော်မှာသမင်းတုံသာတိုးလိမ့်မယ်တထောင်မှတယောက်တထောင်မှတယောက်တွေ့ဖို့ခရင်လှပါပြီးချင်းဟုပြောရင်မမထားချင်းမွန်ကန်ကို ဆက်၍ဖွင့်သွား၏ ဤတွင်ကျွန်တော်စိတ်တွင်ပို၍ချင်လာတော်သည်ထို့ကြောင့်ပင်အဲခမရကတော့ဖြေးပြီးတော့ပြောတာပဲဒါပေမဲ့မပြေဘူးဗျမပြေဘူးသိလားကဲဒီမှာကြည့်ထားဟာအကိုတက်နေပါပြီတဲ့အဲ့ဒီလိုသူ့စာထဲမှာရေးထားတာကိုတော့ခမရဘလို့ဆိုမလဲကိုပုံညဟိုအတန်ကြကြဲနေပင်စကားထိုးစစ်ဆင်၍ဆင်လိုက်မိကိုပုံညသည် စကားကြကြပြောသည်ကိုဆက်ရှုပ်ရွန်ရှာဟန်မျိုးနှင့်ကြည်နေပြီးမှနေရန်တွင် ကတ်ထားသောစာအုပ်ဗီဒီယိုမှစာအုပ်တုပ်ကိုရွေးကာဆွဲထုတ်လိုက်ပြီးလင်ကိုဝနာစီချန်ကလေးပါလိမ့်များလိလာဘူးရဲ့လားဟုတ်စာအုပ်ကိုဖွင့်လိုက်ရင် ကျွန်တော်ကိုမကြည့်ပဲမေးလိုက်ပြန်၏ဟင်ဒီလိုဆိုရင်ခမည်းတည်တည်တည့်ရတဲ့ဘ ഹു တုဒမျိုးကို ောဒီဈေးကျန်းမှာခင်ဗျားတွေ့ပါလိမ့်မယ်ရေးထားတာကတော့အင်္ဂလိပ်လိုပေါ့ဗျာဒါပေမဲ့ကျွန်တော်ဘာသာပြန်ပြပါမယ်အဲကျန်းဆိုကအုံနောက်ယောဂများအနေတွင်အကျိတ်ထွက်သောယောဂသည်ဆန်းဤယောဂလက္ခဏာမှာကယောဂတဲ့မှာခေယောင်းချောက်ချားဖြစ်၍တဖြည်းဖြည်းယူတရခြင်းဖြစ်သည်လက်ဦး၌ယောဂရှင်သည်အထင်လွဲအမြင်လွဲဖြစ်လာတတ်သည်ဥပမာအားဖြင့်သူအား အခြားသူအားလုံးတို့ကဝိုင်းဝန်းဇံမူကအလစ်မပေးဘဲစောင့်၍ချောင်းမြောင်းနေသည်ဟုထင်လာတတ်သည်။သူနှင့်အရင်နေ့ဆုံးဖြစ်သောဇနီးတို့မဟုတ်၊တွေ့သားတို့မဟုတ်၊မိတ်ဆွေရင်းတို့ကသူ့အားဇံမူဖို့ကြံစည်နေသည်။တစ္ဆာဖောက်၍မကောင်းကြံနေသည်။သူ့ပစ္စည်းများကို မတော်မတရားလိမ်လည်ယူနေသည်ဟုထင်မြင်လာတတ်သည်။ထိုအမြင်မျိုးဖြင့်ဆွေးမြေ့လာပြီးဆိုလျှင် ညီသူမျှထိုဆွဲကို ချွတ်၍မရနိုင်တဲ့ဟောဒီစေချမ်းကို ကိုနာယူသွားပြီးတော့ပြီမကဆရာကြီးတွေပြပြီးတော့မင်းမြန်စုံစမ်းကြည့်အောင်လေကျွန်တော်ပြောတာကိုမကျေနပ်ရင်ကိုပုံညသည်စာအုပ်ကို ကျွန်တော်ရှေ့၌ချပေးလိုက်အဘေမြကျန်ကိုကားချက်ပိုင်မှာတနည်းသူကိုယ်သူအလွန်စိတ်ချယုံကြည်နေပုံလဲကြာ၏ သူစကားနဲ့သူကျန်းစာများမှန်မှန်မှန်ကကျွန်တော်မသိနိုင်သေး။သို့တော့ကိုပုံညကိုကကျွန်တော်အေးချိန်၌ဒင်းပြည့်ချက်ပြည့်ယွန်ရှာမုံတိနေပြီဖြစ်ပါ၏။ဒင်းနှင့်ဒင်းဤကျန်ရပါမမထားတို့သည် ကျွန်တော်၏အကိုတီဟာကိုပြပြရည်ရည်ကြီးကျန်စီခဲ့ကြခြင်းဖြစ်သည်ဟုသောအယူအဆသည်လဲကိုပုံညကိုမုံတိသည့်စိတ်ကထက်၍ပိုးလိုက်သည်ဖြင့်ရခင်ထက်ပိုမိုခိုင်မြဲလာတော်သည်။ ျွန်တော်ဘာမှနောက်ထပ်မပြောနိုင်သေးမီကိုပုံရသည်နေရန် တနေရာရှိ အစီကံခေါ်သောခေါလောင်းကလုတ်ကိုလက်မနှင့်တစ်ချက်ဖိလိုက်ပြီးနောက်အိမ်တကားဝစီသို့တွား၍ရက်ရင်ကျွန်တော်ဒီကိစ္စနဲ့ပတ်သက်သမျှကိုဥခမ်းမွန်စီခရီးစိတ်တွင်ကြစာရှည်ကြီးရေးပို့လိုက်ပါပြီအဲ့ဒီအပြင်ကျွန်တော်ဘာလုပ်ပေးစရာများရှိပါသေးသလဲကိုဝနဟုလမ်းမေးလိုက်သူဤစကားမှာက မင်းပြောစရာရှိတာပြောပြီးပြီသွားတော့ဟုအတိတ်ပဲရှင်းရှင်းထွက်နေကျွန်တော်လည်းတကားပေါက်စီတို့လာခဲ့ပြီးသူနဲ့မျက်နှာချင်းဆိုင်ရက်ရင်အန်ကိုကြိတ်မိပြီးနောက်မှဒေါသကိုချုပ်ကားအခြားတော့မရှိပါဘူးဥတီဟာရဲ့ဇနီးဒီမျိုးပြန်လာရင်ဒီကိုကျွန်တော်လာတဲ့အကြောင်းအကိုတီဟာတည်တဲ့နေရာကိုကြည့်သွားတဲ့အကြောင်းပြောလိုက်စမ်းပါပြီးတော့ ကျွန်တော်စီကိုအကိုတီဟာနောက်ဆုံးရေးလိုက်တဲ့စာနှဆောင်ကြောင်းကိုလည်းထည့်ပြီးပြောလိုက်အောင်ပေါ့ဟိုငေါ့တန်နင်းပြောမေးကိုပုံညသည်ကျွန်တော်အားနောက်ဆုံးနှုတ်ဆက်သည့်အနေဖြင့်သူ့လက်ကိုကမ်းပေးရာရန်ရာကြလွန်ပြီးစိုးသည့်အတွက်သူ့လက်ကိုကိုင်းလိုက်ရသည် သူ့လက်မှာလည်းသူ့ဟန်ပန်အတိုင်းပင်မာကျော်အေးဆက်လာပေသည်သူကခမရဲ့မမထားဟာတော်တော်စိတ်ပြင်းတယ်နော် ခုလိုသူ့ပစ္စည်းတွေအားလုံးကိုဝိလာသားကယူသွားပုံထောက်တော့ဖြင့်ခမရဲ့မမထားဒီမျိုးကိုပြန်ပြီးလာကောင်းမှလာပေတော့မယ်ဟုဆို၏ကျွန်တော်လည်းစကားနောက်ထပ်၍မဆက်တော့ဘဲကိုပုံညာ၏အိမ်မှထွက်လာခဲ့၏ပြီးလျင်ညတွင်ချင်းပင်ကိုတီးရအာညုံနံတကြိုရာတင်ချိုင်းမြေခွက်ကို မရောက်ရောက်အောင်သွား၏အကိုတီးရ၏ဂူမှနောက်ဆုံးဂူဖြစ်သည့်ဖြင့် အသည့်ဆက်ဆက်ဖြစ်ရာဂူဟောင်းများ၏အကြားတွင်မကက်ခဲလှပဲရှာဖွေတွေ့ရှိပါ၏ဂူထိတ်တွင် ထိတ်တင်ထား၏ခမွန်ဥတီဟာဟူ၍မမထားကသူ့နာမည်ကိုပင်ထည့်ကားကပီးထိုးထားသည်ကိုမိချစ်ချွေဖျား၏ပဝန်းကျင်ကမဲမောင်နေ၏ကျေပွင့်အနေငယ်တို့သာအင်းအားချိနေစွာပွင့်လက်နေကြပေသည်ညင်လေသည်အေးမြလှ၏ အတန်းဟူ၍တခုမျှမကြာရပကတိငိန်သက်တိတ်ဆိတ်နေပေသည်ရှင်သည်ပဝန်းချင်း၏အလဲအကိုတိယ၏ဂူရှိဝဲကျွန်တော်သည် အကိုတိယ၏နောက်ဆုံးစာနှဆောင်ကိုကင်ထားရင်းကတစ္ဆာတရက်ကို လေးနဲ့စွာဆိုမိသူတစ္ဆာမှာကထိတ်တင်ထားသည် အကိုတိယအားမာယာနှင့်အမိဖန်ခဲ့သည်ပြီးနောက်အကိုတိယ၏ငွေများကိုချစ်ချုပ်ယူခဲ့သည် ောက်ဆုံး၌အကိုတီဟာအားတေရွာတို့ပင်မရှုမလောက်ပို့ခဲ့သည်ထို့ကြောင့်ကျွန်တော်အသက်ရှင်၍နေသည်။ကာလအတွင်းဝယ်ထိတ်တင်ထားခေါ်မိမယုတ်အားအကိုတီဟာခံစားတော်ရသလောက်ဒုက္ခရောက်အောင် ပြန်၍လက်စားချေပါမည်ဟုသောသစ္စာပင်ဖြစ်၏ကျွန်တော်သည်ကိုပုံညာ၏စကားကိုတလုံးမျှမယုံကြည်အကိုတီဟာထံမှနောက်ဆုံးမတည်မီကြိုးကြဆဆရေးလိုက်ရှာသော ဤစာကိုသာလျှင်လုံးဝယုံကြည်ပေသည်တနေ့တွင် တနည်းနည်းဖြင့်ထိတ်တင်ထားကျွန်တော်အတုံအပြန်အလှည့်စားချေရပေမည်ထိုတနေ့တံကို ကြီးစွာချ၍ကျွန်တော်မြိုင်သာမြို့သို့ပြန်ခဲ့၏ကံတရားဒီကစံကျေလာပေသည်အဘယ်ကြောင့်ဆိုသော ကျွန်တော်မြိုင်သာမြို့သို့ပြန်၍ရောက်ပြီးနောက်များမကြာမီပင် ထိတ်တင်ထားသည့်မြိုင်သာသို့ ဆိုင်ဆိုင်မြဲမြဲရောက်လာလေတော့ဒီတကားနောက်ဆုံးပြခဲ့ကြတဲ့ တို့တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာနောက်လာမယ့်အပိုင်းခုံကိုလည်းစောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာ